တော်မင်းနဲ့တိုင်မြင်ပြီးသူအိယာကထားတော်တိုင်းလူချင်းလဲပြီးရက်ခဲ့တယ်လို့ကျမတွေ့မိတာကိုကိုဝမေရဲ့ဒီတော့ကျမလဲသူ့ဂျန်စီကိုနည်းနည်းရိပ်မိတာနဲ့ဘာမှပင်ပြီးမပြောပါဘူးရှင်အဲမဲ့မဲ့လို့လမ်းပြီးအော်မိပါတယ်လို့ကြံဖန်ပြီးပြောသူလဲပဲညနာတွေပါတယ်ပြပြနေတာမြင်တော့သူကတင်းတင်းကလည်းအင်မတန်ဆိတ်ရောက်ရောက်ပြနေတာကိုဘာကြောက်စရာရှိသလဲတဲ့ မရှိသွားဖြစ်ပြောတာကိုရှင့်ဒါတော့တင့်မှာဘယ်သူမှမရှိဘူးချင်းဒေါမင်းရဲ့ကြိတ်ပြီးချမ်းတဲ့အကျံဆိုတာတော့ကျမတက်ပြောတာပါရဲ့လို့ပဲမဲ့သူတို့မှာဘလိုအကျံစီရှိတယ်ဒီလိုအကျံစီကိုဘာဖြစ်လို့ကျမမသိသေးခြင်းလဲဆိုတဲ့အကြောင်းကိုသိရအောင် ကျမတို့ကနေညခြင်းမဲ့ gain ကိုဖို့မီကျမအကျံကို လိုက်မယ်မဟုတ်လားလိုက်ပါမယ်ခင်ဗျာတခါမကပါဘူးဆဲကလိုက်ဟွန်ပါတယ်ခင်ဗျာ မောင်ဘိုးမီအောက်ထက်သို့ဆင်းသွားလက်တော်ဗောမိသည်တိုက်ပေါ်ရက်ကိုတက်လာသည်နှင့်မဆိုင်တင်လဲပလဲပရိကုံးကိုဇဝဲဘောရင်တင်၍ထားပြီးလျင်အခန့်ပြင်ဘက်သို့ဖွလာခဲ့လျာအခန့်ဝသို့ရောက်သည်နှင့်တပြိုင်နက်ခန်းတွင်မှရောက်ခနေမိတံခြားသဖြင့်ပြန်၍လက်ကြည့်လိုက်ရာပလဲပရိကုံးသည်ဇဝဲဘောမှကောဇောဘောသို့ချလျစီသည်ဟုတွေ့ရလေထိုအခါမဆိုင်တင်မှာ မိမိသည်ပလဲပရိကုံကိုစပွဲဤအလဲတွင်တင်ထားပါလေဘယ်အတွက်အောက်သို့ကြလေသနည်းတပန်ကန်းတင်တို့ဝင်ကားပြီလေပဒါကလေးတဲ့သို့ဧသွင်းပြီးနောက်မှဖွက်ခဲ့လေဒေါ်မီရဲ့ရှင်မဖြင့်ရှင်တို့တိုင်ကြီးမှနေရတာစိတ်မသက်ပါဘူးရှင်ပြောမည်ဆိုလဲပြောစရာပေါ့ညီမရဲ့နှုတ်ပေမဲ့ညီမကလည်းစိတ်ကိုယ်ကစောလန်းအားစီလှပါတယ်ညီမရဲ့စိတ်ဆိုတာလဲ ရောက်ပြောက်ပြပြနေဥမဘောညီမရဲ့စိတ်ဆွဲဆိုတာလဲဟုတ်ပါလိမ့်မယ်노ဝင်မယ်လွန်ပဲလွန်လွန်အားကြည့်ပါလေရှင်တနေ့နေလေနေခင်းကလဲကောစော့တကြည့်ပေါ်မှာမင်းဦးမှောက်ပြကြတာအဲဒါမှမေးလို့မရဘူးရှင်ဘယ်မျိုးမေးပြကြည့်တော့လဲသူမဟုတ်ရပါဘူးတဲ့ကျင်းတွေကြီးတွတ်ရှာပါလေရှင်အုံးစီပလင်ကိုရာလဲနှခါရှိတော့ပြီမဟုတ်လားပြီးတော့လဲ ကျမယောဂဇာတော်မှာဘိုးဘိုးမိဘပကံတွေစိတ်ခိုင်းတော့ကျမရန်ကုန်ကဝယ်လာခဲ့တဲ့ပကံသက်တွေက လမန်းတစ်ခုဒေမာရှိတဲ့ပကံဟောင်းတွေက လမန်းတစ်ခုစပွဲတစ်ခုစပွဲတစ်လုံးပေါ်မှာတူတူတင်မိထားတာကျမရန်ကုန်ကဝယ်လာခဲ့တဲ့ပကံသက်ဘူထေထားတဲ့လမန်းကဆော့ကြပြီးဝယ်ကုန်နဲ့မဟုတ်လားစင်ဒေါ်မိကတော့ပကံကွဲတွေကြည့်ပြီးမမျောစရာလို့တောင် ြောသေးတယ်မဟုတ်လားဒီတော့နည်းနည်းမဆမ်းမလားရှင်အနေငယ်ပြင်နာပြစ်လေးရဲ့ဟုတ်တော့ဟုတ်ပါရဲ့ခုတလောပွဲစားများနေပါတယ်ပွဲစားများုံလားရှင်အယုတ်ကားတွေလည်းပြီးတတ်ထားတာရှိသေးတယ်ကဲဒီဟာဘာအတိတ်ပဲလေဒီဟာတကူတော့ဘယ်သူညံလဲမသိဘူးသူကခိုင်းတာတော့မှန်ပဲတင်တယ်ဇော်မီပဲလားဝဘုံမီပဲလား တယောက်ယောက်ပဲ။အော်ကနဲ့မေးအောင်မယ်။တယောက်ထက်ကနောက်ဘွေးတစ်ပဲလမ်းမှာကိုဝုံးမီအိတ်တဲ့ခန်းကလေးနဲ့နည်းနည်းစင်းစင်ရှိတဲ့ခန်းတစ်ခုဟာကျမရောက်ကလေးကတခါမှအဖွင့်နာမြင်ရဘူး။ဦးမေးကြည့်တော့သူမရရှိလက်ထက်ကဗီဒီယိုတွေကရင်တွေမွေရာဟောင်းတွေကလန်ကားတွေထည့်ပြီးထားတဲ့ခန်းဆိုဟုတ်ရဲ့လား။ဟုတ်ပါတယ်ညီမရဲ့ဒီခန်းဟာဘယ်တော့မှဖွင့်နေလဲမရှိပါဘူး။ ကရင်ဟောင်းတွေမွေရဟောင်းတွေထဲပြီး ထားတယ်ဆိုတော့မှန်ပါပဲဥပိုလ်ကြီးရောက်လာလဲလဲမဆိုင်တဲ့ဒီမိမိပြမြဖြစ်တဲ့အတိုင်းလုံးရှင်သောမျက်နာဖြင့်ခေယူဂျိုဆိုပြုလျက်အပေါ်အင်းကြီးကိုရှေ့ရပေးလျင်ခေါင်းပေါင်းများကိုမှန်ပြီးတော့နိုင်ရှေ့၍ခါချင်းစသည်တို့ကိုပြုလုပ်လေ၏ဥပိုလ်ကြီးသည်ထိုနေ့၌ခါတိုင်းကဲ့သို့မဟုတ်လွန်စွာဖြောတော်သောမျက်နာဖြင့်ကျုပ်ဒီကနေ့ ဘယ်နဲ့ဖြစ်မှန်းသိပါဦးတင့်ရဲ့အိမ်မက်ရာမက်တွေလဲကောင်းပါဘူးဟုပြောကမစင်တင်တဲ့သူသမင်းများစားတော့ကြလေမစင်တင်သည်မင်းမကောင်းတို့တရားအတိုင်းမိမိလျော်ကြာတတ်နိုင်သမျှအပိလေစီလျာထုံညတွင်ပြုလို့ရန်ကြံစည်ထားသည်များကိုသာစဉ်းစားလျက်ရှိလေထုံည၌မစင်တင်သည်ညစဉ်တွင်မြင်နိုင်သောလက်ပတ်နာရီကိုပတ်လျက်အိလျာ အရှင်သည်ဆန္ဒနာ၏တိတိရှိလာသောဥပိုလ်ကြီးသည်မဆိုင်တွင်အိပ်ပြထင်နှင့်အိယာမရှေသာမကြအောင်ထား၍တွားလေ။ထိုအခါမဆိုင်တွင်သည်ပိုရှိန်သက်လျက်ရှိရာတခဏမြတ်ကြလင်းအပြင်းမလာသောရှေသာများကိုကင်းကျင်းစွာဇာရပြင်းသောအစုံတယောက်သောသူသည်ရှင်အောင်တွင်သို့ဝင်လာပြီလျင်ဆောင်းငိုကောင်းမြှုံ၍အိတ်လိုက်လေ။ထိုအခါမဆိုင်တွင်သည် မတည့်ရံပြုလေတန်းဟွေတော့လိန်ပြီလျင်ဥကောင်းကိုမှတ်မိဆန်းရွေကြည့်လိုက်ရာသဖင်များကိုတွေ့ရသည်နှင့်ဥဘိုးကြီးမှာမိမိအောက်ထက်သို့ရှင်းသည်ကိုမဆိုင်တဲ့မရေမိစေရန်ဒေါမိနှင့်လူချင်းလဲလဲ၍ထားခဲ့ကြောင်းကိုသိရလေ၏ထိုအခါမဆိုင်တဲ့သည်မိမိနေလေကစင်စစ်စီစဉ်ပြီးဖြစ်သည့်အတိုင်းအဲ့ရကရင်အောက်တွင်ဝန်ရထားသော စေကမကလေးမေညွန့်ကိုအတံမကြောင်းလက်ကုပ်၍နှုတ်ပြီးလင်မိမိနေရာ၌အစမ်းထားခဲ့ပြီးတံမကြောင်းရှင်တော်ပြင်ဘက်သို့ထွက်သွားလေ။လေကအစီအရာသို့ဆန်းသက်၍လာခဲ့ပြီးနောက်တခဏမျှဆောင်းဆန်း၍နေလင် လူပယောက်သည်အိမ်ပေါ်သို့ကင်းကျင်းစွာတက်၍လာလျာတရားသို့ဆင်းသောလေကဝတ်တွင်ရရင်ပေါက်တစ်ပုဒ်မှထုံည၌မဆိုင်တဲ့အကြံပေးချက်ရ ဖွင့်ရထားသဖြင့်ကြည်လျင်တော့ပါလေရှိသောအပြင်ဘက်မှလာရောင်၏အစွန့်ဖြင့်လေကားဘောသို့တက်လာသူမှာအစေခံဘူမိဖြစ်ကြောင်းကို သိရလေ။ဘူမိသည်အရှင်းချက်ပေးပြီးဖြစ်သည့်အတိုင်းမဆိုင်တရားလက်ရည်ရခေါ်ခေါ်လျာမဆိုင်တင်သည်ဘူမိပခုံးကိုကင်ပြီးလျှင်ရှေးတယ်မကြရအောင်အောက်ထပ်သို့နှစ်ယောက်သားဆင်း၍ပွားကြလေ။ဘူမိရဲ့တော့ခန်းပင်သို့ ဒေဃဗမဖွင့်ရထားသောမံပြရင်ပေါက်တစ်ခုမှကျော်ရည်ဝင်ကြပြီလေတကားပေါက်ရှိရာသို့ကျော်ရည်ဝင်ကြပြီလေတကားပေါက်ရှိရာသို့ရှေးတန်မကြအောင်ပွားရောက်ကြလေယခင်ကပေါ်ပြခဲ့ပြီးဖြစ်သည့်အတိုင်းဝိုးမြိတ်သောအခန်းမှာတကားပေါက်ကြီးစီအမြဲသောခရထားစီဆိုသောခန္ဓကပေါက်နှင့်ညနေချင်းဆိုင်စီလေယာဝိုးမြိတ်အခန်းပြရင်ပေါက်တစ်ခုမှာ တောခါယူထားသောအခမ်းဝါသို့ထင်ရှားစွာမြင်နိုင်လေ၏မဆိုင်တဲ့နဲ့ဘုံမီတို့သည်ယရင်ပေါ်မှ ကြည့်ရှုလိုက်ရန်ဥပိုလ်ကြီးသည်ခမ်းဝါနည်းကြည့်ဂျင်ကလထိုင်ဟောင်းကြီးတလုံးပေါ်တွင်ထိုင်ကတစုံတယောက်သောသူနှင့် စကားပြောဆိုနေပြီတကဲ့သို့စကားဒီလိုပြောဆိုလျက်နေသည်ဘူတွေ့မြင်ရလေ၏ထိုအခါ၌တယောက်ထက်တွင်ခမ့်မိန်မင်းတို့၍ထားသော လာသာမိုင်အလင်းရောင်အောင်၌ငဆိုင်တင်နှင့်မောင်ဘိုးမီတို့သည်ကလထိုင်ပေါ်စဉ်တန်၍နေသော ဥပိုလ်ကြီးအားကောင်းစွာမြင်နိုင်လေ၏ဥပိုလ်ကြီးမှာရောလုံးကြီးတက်ကလက်အင်ကြီးရဲ့နှစ်တို့ဖြင့်ဝဆင်းလျက်ရှိလျာ၎င်းမျက်နှာမှာသွေးမရှိတဲ့ကဲ့သို့ရှုဝဲပြေရောဖြစ်လျက်တစုံတယောက်အားစကားပြော၍နေပြီတဲ့ကဲ့သို့မိမိမျက်နှာချင်းဆိုင် ကလထိုင်တစ်လုံးကိုကြီးကရှေဟန်လက်ဟန်ဖြင့် ဆရာထက်တန်စွာ ရေရပြောဆိုလျက်ရှိလေ၏မင်းဘာပြုလို့ဒီလိုလိုက်ပြီးနှောက်ရရှင်ရတာလဲကွယ်ဘာလဲကျုပ်ဘာကိုနှောက်ရရမှာလဲဒီတိုက်ဟာ ကျုပ်တိုက်ဒီပစ္စည်းတွေဟာ ကျုပ်ပစ္စည်းတွေကိုင်းလေဘာပြောချင်သေးတယ်လဲမင်းလိုဘယ်သူက မဟုတ်ဘူးလို့ပြောလို့လဲကွယ်မယ်မြရဲ့မယ်မြဟုသောအတန်ကိုဥပ္ပိုလ်ကြီးပြောစံကြားလိုက်ရတော့အခါမဆိုင်တဲ့မှာသွေးမရှိသလောက်ပင် ကြောက်ရွံ့လျက်မောင်ဘိုးမီလက်ကိုမြဲမြံစွာဆုပ်ပိုင်း၍ထားပြီးလျင်ဆွတ်လျက်ကျွကျွနားထောင်ကြပြန်လေ၏ရှင်နဲ့ကျမနဲ့ဘလို့ဂရိရှိတယ်လေ။အော်ဒီဟာလာကိုင်းွယ်ကျုပ်ကပဲလုံမိလို့တောင်းမှန်ပါလေ။ပြီးတော့ပေးတာလဲအစင်ပေးတာမဟုတ်ပါဘူးမင်းရရဲ့။ဒီဟာမှသူကဝှရှင်လေဆိုလွန်းလို့ခဏပေးမိပါတယ်မင်းရရဲ့။သိခံပါကွယ်။ မခံနိုင်မှုတော့နားလေရလားဘိမဆိုတဲ့လူမျိုးဟာဒီအရာမျိုးမှာတင်းကြီးခံနိုင်မျိုးတင်းကြီးခံနိုင်တာမျိုးမဟုတ်ဘူးကျုပ်ပစ္စည်းဘင်းဝတ်တာကျုပ်မရှုစိတ်နိုင်ဘူးသိရလားရှင်တို့ပစ္စည်းတွေကောင်းကောင်းသာထားပါ အကုန်လုံးခွဲကြည့်ပြမယ်တစ်ခါလို့လို့လည်းမသိနှစ်ခါလို့လို့လည်းမသိနိုင်ကောင်းကောင်းသာတရီထားနေကြကြလားဘယ်မှာလဲကျုပ်ပလဲပရိထိုအခါဘုဘောကြီးကြီး အင်ကြီးတဲ့တွင်ဖွဲ့ယူခဲ့သောပလဲပရိကိုထုတ်ပြုလျာခိုပရိမှာမဆိုင်တရားပေးသောပလဲပရိဖြစ်လေ၏ကုဘိုလ်ကြီးလည်းပရိကိုကိုင်းလျက်ခံရမထားပြီးလျင်လက်ကိုလှမ်း၍ပြလိုက်ရာလူကိုယ်ပင်မမြင်ရတော့လေသူဤလက်ဖြင့်နင်းမြန်စွာဆဲလိုက်ပြီးတဲ့သို့ပါသွားပြီးနောက်လေပင်တွင်ဆိတ်ဆော့လိုက်ရလာဝီတရခန့်လောက်တွင် ပလဲပရိကုံဒီလေရဲနိုင်သွဲရွယ်ဆွဲကတီလေးရှိလေကြီးထိုမိမ့်မသည်တန်ငယ်သိစေရသွားပြီးနောက်လွန်စွာမောပလာသည်ဟန်ဖြင့်မိမိကိုယ်ကိုမိမိပြောပြီးတကယ်တော့ဩမိမ့်မမိမ့်မဒီလိုညံဖြစ်နေဘဝဂေလိုရောမာတဲ့ဘဝမရှိတော့ဘူးနော်ယစီဥစ္စာတွေကိုခင်မင်းသလားမင်းရဲ့လဲဟုတ်လူစားတွေတတ်မင်မောလားတတ်မင်မောတဲ့ရဲ့လောဘလောဘ ဘယ်နေရာမှအကောင်းဆုံးပေးခဲ့ဘူးဧသာသေးတဲ့ဒီလဲဝလောစားတွေအတွက်ဤမဖြောင့်မေဘူးဒီဟာတွေထားလိုက်ပါဦးကိုလင်ကိုသားရဲ့လို့ပေါင်းတဲ့ရမလားနှစ်ပါ အပေါင်းတဲ့နိုင်မှုယောက်ျားဆိုတဲ့လူမျိုးဟာလဲရှင်ရင်တစ်မျိုးဝဲရတစ်မျိုးနဲ့မျိုးမျိုးတက်ချာကြတယ်နော်ဟင်းတဲတော်ဒေးသေးချာချာစဉ်းစားကြည့်လိုက်စမ်းလင်းဆိုတာလဲအသိရှိတော့လာလင်းလင်းနဲ့မရသေးသွားတာနဲ့ တပြိုင်နဲ့နောက်မရယူဖို့စိတ်ပူတာပဲမရကလည်းဒီနည်းပဲကြည်စမ်းစဉ်းစားကြည့်လေတဲနာစရာကောင်းလေပဲဩနေညမေညာအရင်ကလိုလှပတဲ့ရုပ်ကလေးမရှိတော့ဘူးဝိညာဉ်ကလေးသာကြံ့ရတော့ရင်တော့စသည်ဖြင့်တလုံးချင်းများညဉ့်ညူပေါ်ဆိုလျက်ရှိလျာညမှာလွန်စွာပင်တဲစိတ်လာသည်ဖြစ်၍မဆိုင်တဲ့နဲ့မောင်ဘိုးမီတို့သည်ပြတ်သားစွာကြားရလေကုန်၏ အတန်ဒီစိတ်ငြိမ်၍သွားပြီးနောက်တပန်ဆက်လက်၍ကိုင်းဤတော့ဘယ်နဲ့လုံးမလဲတဲ့ရှင်နဲ့အတူတူပေါင်းရအောင်ရှင်ကိုကျမကနိညာလာပြီးခေါ်တာပဲအမျိုးတူမှပေါင်းသိနိုင်ကြတာကို ကိုဘိုးကြီးရဲ့ဤကဲ့သို့ပြောလိုက်ရာဥပိုးကြီးသည်တစုံတရားမျှမပြောဘဲကောင်းငိုလျက်ရှိရမှာမျက်နာမှာကျောင်းလွတ်လာသည်ဖြစ်ယူသေးမရှိတော့ပင် ။သရှိပြေဖြည့်ပြေသွားပြီလေ။မလောက်ပါနဲ့မင်းမြရဲ့တောင်းမှန်ပါတယ်မင်းမြရဲ့။အိုးတောင်းမှန်လို့ကျုပ်ကိုယာယူလာရှင်။ခေါ်မယ်ဆိုရင်ခေါ်ရလိမ့်မယ်။ရှင်တနေ့ညကကျမအကြောင်းကိုအိမ်မက်တွေမနဲ့ဘူးလား။ဟီဟီမလိုက်ဘူးမလိုက်ဘူး။ဒင်ခေါ်ပေးမယ်ငါမလိုက်နိုင်ဘူး။ငါပစ္စည်းတွေရဲ့တင်းတင်းရဲ့ငါမခွဲခဲ့နိုင်ဘူး။ကီလိုနဲ့ယာယူလာရှင်။ရှင်ကျမရုပ်ကိုကြည့်မလား။ ရုပ်ကိုကြည့်ရုံနဲ့ကြောက်ပြီးသေးမယ်ဆိုရင်နေတော့ပါရဲ့။ gain ရောနေကြရောဒီမှာကြည်စမ်းဟု ပြောလိုက်တဲ့နဲ့တပြိုင်နက်ဥပိုလ်ကြီးဒီမျက်နာကိုလက်နှက်ပြပြန်ဘောကမပြပါနဲ့မင်းမရဲ့ကျုပ်ကြောင်းလာကြီးရဲ့ဗျာဟုဟဲ့အော်လေးယာလူတဲ့မည်သည်မြင်များလာပင်ကြားမဲ့ဘွယ်ကောင်းသောအရာဟုတုနဲ့ပပင်းပပင်းမှာသူ့ကြောင့်စေကမှုကြောင်းရင်သောစိတ်ကိုပရဏမပြုဘဲ များစွာကြည့်ကြည့်လို့တော့အာသာစန္ဒကတိုက်တွန်းလို့ဆိုလေရှိရကတကနမြကြလင်းလောဝါကို ဖင်ပြီးလင်ကြီးလိုက်လေဤကဲ့သို့ကြီးလိုက်ဒီနေ့တပြိုင်နက်မဆိုင်တဲ့နဲ့မောင်ဘိုးမီတို့မှလည်းဥငိုကြီးကဲ့သို့ပင်ကြည့်ရှုလိုလားသည်ဖြစ်၍အတန်ကြာရရက်တို့ကြည်လိုက်ရမတ်တဲ့ရက်လျက်ရှိသော မိမတရား၏ပုံသဏ္ဍာန်ကိုတွေ့မြင်ရလေ၏ထိုမိမမှာ အယိုးပေါ်တွင်ရည်တင်မြပိန်ဆုံးစီးနေလျက်ဘဘလုံးတွင်နှလင်းတို့ဖြင့်လိမ့်ကျန်၍ထားသည်လားဝါဒင်းလျက်ရှိလျာမျိုးလုံးနှလုံးမှာမြတွင်ကြီးရဲ့တို့ဒိုင်းမတိအောင်ဆိုင်ဝင်လျက်ရှိလေပါနှစ်ဖက်တို့သည်ဆိုင်ခွင့်၍ဝင်ပြလျင်နှုတ်ခမ်းသည်ရှေ့သို့မောထွက်လျက်ရှိလျာအလွန်ကြဲဝန်းလာသောအဆောင်ကြီးအတွင်မှပွဲပွဲဖြစ်သောသွားစီများကိုဖျက်ကယုံ၍ ပြုံးရဲ၍နေပြီးတကဲ့သို့မှတ်တင်ရလေ၏ဘလဲပရိဘုံကိုပိန်ကလာသောရင်တွင်ဆက်လျက်ပြုစုမြသားရှိသောလက်ဆောင်ကြီးများသည်ဥပိုလ်ကြီးလေဝင်းစီတို့တခဲပြည့်စိကရ၍လာလျာဥပိုလ်ကြီးမှာစပယ်ကြီးမွေညှို့ခြင်းကိုခံရသောจิตပမာ နေရမအနှဲငယ်များမလူချနိုင်ပဲကဲ့အော်ရန်အားတို့တော်လဲအတန်တီမထွက်ပဲပဇက်မှမြုပ်တဆူစီထက်လျက် ရှိချလေ၏ထိုကနား၌ရွာထဲမှလွန်စွာလက်တော်တန်ရှိဖြင့်ယေဟူဒန်ကြီးကိုကြားရပြီလေစိတ်ညင်၍သွားပြီးနောက်မစိန်တဲ့မှာဦးအသေးများသည်ရောင်းပြန်လန်၍ဝါလုံနေပါတုံလုံးလေးရှိလေရာမောင်ဘိုးမိမစိတ်ကိုမစုံမစုံတည်နိုင်လာသည်ဖြစ်၍အမလီအသေးမကြီးမမလေးရဲ့ဟုပေါ်စီနှင့်တပြိုင်နက်မစင်တင်မှာဆက်လက်၍အတိမထနိုင်တော့ပဲ ချောလွန်လာသည်ပြည့်၍မောင်ဘုံမီလက်ပေါ်တွင်နေမျောကလဲကြပါလေမစိန်တဲ့သည်ကရိယာ၍ကြည်လိုက်သောအခါမင်းအနည်းတွင် လူများဝိုင်းအောင်လျက်ရက်ခက်နေကြသည်ကိုသိရလေသူများသာမကသည်အိမ်၌သူများစုယုံစုမြန်လျက်မိမိခင်မွန်းသည်ဥပိုလ်ကြီးအလောင်းကိုအိမ်ဦးခန်းတွင် ကောင်းမွန်စွာပြင်ဆင်၍ထားသည်ကိုတွေ့ရလေ၏ ်ထိုအခါလင်းကြီးအလောင်းရှိရာသို့ပြေးသွားပြီလေခဲ့ဩလူလိုက်ငါငိုရိုးလည်းရဲ့ရှိချလေဒေါ်မိသည်မဆိုင်တင်းနဲ့တကွာအစေခံများအထက်ဖော်ပြခဲ့ပြီးသောအကြောင်းအရာများကိုဒိုဒိတ်ဖုံးဟု၍ထာရန်မှားကြပြီလျင်လာရောက်သောပြိဿများအားဥပိုလ်ကြီးမှလေပြေသောယောဂနှင့်ယမန်၏များကပြင်အေဆုံးကြောင့်ပြင်ယောဇောက အဲဟောဂျေဘုံအောင်အဲ့ခံရွှေမဲလေးရှိလေမစင်တင်မှာဒုဒ္ဒရကြီးနိုင်မနေဟောတော့ပဲဆာအင်းဒင်းတို့ရွှေပြောင်းရထားရလေကဥဝရှိဇာဗနာကိစ္စပြည့်စွေရင်နောက်တနည်းနာဒေါ်မီလဲမစင်တင်အားအကျိုးကြောင့်ပြောစုတိုင်းမလေးရှိလေဒီအကြောင်းတွေစာကရဲကဖွင့်ပြီးပြောမလို့ပါပဲညီမရေနှုတ်ပေမဲ့ညီဦးကမပြောရဘူးလို့ပိတ်ထားတော့မပြောပဲ နေခဲ့ရပါတယ်ညီမရဲ့ဒီလိုကိုညီမရဲ့ဒေါ်မီကရင်မယားကြီးဘယ်မြလက်ထက်ကလေးကသူတို့အိမ်မှာနေခဲ့ကိုမှလည်းတားမရှိသမီးမရှိတကောင်ကျူလက်ဖြစ်ပြန်သူတို့ကလည်းကိုကိုဒေါ်အရင်ကြာလို့အောင်းမိတ်ပြီးနေပြန်တော့ဒီအကြောင်းတွေကိုလူသိရင်သူ့ဘောမှာထင်မြင်သေးရမှာဘူးဒီတိုင်ကြီးမှာ သူငှားလို့တောင်မရသလားဖြစ်မှာမို့အတော်လဲ ဆိတ်ဆိတ်နေခဲ့ပါတယ်ကွယ်အတော်ရောက်လို့၃လလောက်တာကြာခမည်းလဲညနာမြင်ပြီးမိရဲ့ယောဂာနဲ့ဆုံးချရောတပိန်ပိန်တလိန်လိန်နဲ့မသေးခင်ခံလိုက်ရတော့မပြောပါနဲ့တော့ညီမရဲ့ပိန်လိုက်တာလဲအယိုးဘောမာရည်တင်ပြီးတကယ့်ကမ္မထန်ရုပ်ပါပဲဒါနဲ့ဆုံးလို့ခုနှစ်ရက်ရှိတော့တညမှာကိုကိုကြီးကတရောက်ထက်ကိုဆင်းသွားတော့သူမိတ်မဟာ ခန်းတဲကို ဝင်သွားသလိုလိုထင်လိုက်ရတယ်။ဒီအခန်းဟာတန်ယောက်ကတော့ပိတ်ပြီးထားတဲ့ခန်းပေါ်လမရဲ့ဒီကလေးကစားပြီးတိုက်မှာရှောက်လိုက်တဲ့ဖြစ်စဉ်အပြောပါနေတော့ညီမရဲ့နေပဲမနေနိုင်ဘူးတော်တော်ကြာကြာတော်တော်ကြာမိဖို့ဆောင်တဲ့မှာဝင်တော့နေပြန်ပြီတော်တော်ကြာအိတ်ခန်းထဲမှာတနခါသွေးနေပြန်ပြီဒီလိုနဲ့နေခဲ့တာတနေ့တော့ညီလင်ကိုဘူကြီးကို အိမ်မက်ပေးတယ် သူဟာတင်းမြိုင်မှာနေရတာမပြောဘူးတဲ့အိမ်ကိုပြန်လာခြင်းလေလို့ပြောဆိုလို့ဒီတော့အိမ်မထဲမှာဥပိုလ်ကြီးပါဒါဖြင့်ပြန်လာခြင်းရင်လာတာပေါ်လို့ပြောတော့ငယ်မြတ်ကဂီလိုနဲ့သူပြန်ပြီးအလာနိုင်သေးဘူးအမေတခုခုရအောင်ဂူပွင်းတိထဲထားတဲ့သူအလောင်းက လမောင်းရိုးတဲ့ဆောင်ကိုအိမ်ကိုယူအခန်းတစ်ခုထဲမှာတော့ခတ်ပြီးထားခဲ့လို့ရှိရင်ဖြင့် သူဒီအခန်းမှာလာပြီးနေနိုင်လေလို့ပြောတဲ့ညီမရဲ့ဒီတော့ဥပ္ပိုလ်ကြီးကလည်းကောင်းပါပြီလို့ဟောခံလိုက်ကြတယ်ဒီလိုနဲ့နောက်၂ရက်၃ရက်လောက်ကြာတော့သူပြောတဲ့အတိုင်းကုရတိဘာပြလို့မလုပ်သေးသလဲလို့ကျင်းဝါပြီး ခုနှစ်ရက်တည်းမှဒီလို မလောက်ခတ်လို့ရှိရင်သိရစင်တော့ပေါ်လို့ပြောတာကိုညီမရဲ့ဒီတော့သူလည်းအင်မတန်စိတ်ညစ်ပြီးတော့ဘိုးတိုင်းမင်း နောက်တရက်လောက်ကြာတော့ဘူဘောဖောက်ပြီးသူ့လက်မောင်းရိုးတစ်ချောင်းအယူခဲ့ပြီးခန်းထဲမှာထားရတော့ညီမရဲ့ဒီတော့မှပဲအိမ်မှာနှောက်ချက်ခင်းပြီးအလျှောက်သက်သာသွားပါလေရောညီမရဲ့၎င်းနောက်ဒေါ်မီသည်စေဘောလေးကိုတပန်မင်းကြီးပြလျင်ပြီးတော့အရင်တော့ကတော့အိမ်မှာဘာမှအနှောက်အယှက်မလုပ်ပါဘူးညီမရောက်ကြတဲ့ကသူမြင်ပုံသူပြီးပကံတွေခွဲလို့ခွဲ ။အယုတ်တွေဖြုတ်လို့ဖြုတ်ဒူထန်လိုလိုလုံနေတော့တာပါပဲညီမရဲ့။အိုဘိုကြီးလဲသူမရနဲ့ညာတိုင်းစင်းပြီးစကားပြောဒီအကြောင်းတွေကိုညီမကမှသို့လို့အဲ့ရတဲ့မှာသူရှိတယ်ထင်အောင်အတော့ကိုလီစားသွင်းပြထားတာတညတော့တော့စပင်ကိုစမ်းမိသွားလို့သာညီမတခါရဲ့ရိမ့်မိသွားတယ်မဟုတ်လား။အော်ကိုကလည်းမောင်လိုဖားလိုစက်ကင်နာကတကြောင်သူ့ကို တဏ္ဍာကတကြောင်သူ့အလိုတိုင်းလိုက်ပြီးသူ့လုံးနှိခဲ့ပါတယ်မြမရဲ့ပြီးတော့ဒီလိုចញ្ញံပမ်းပန်းဖြစ်တာဟာလဲသူ့ပစ္စည်းတွေလဲ့လဆတွေကိုကံတွယ်လုံးလို့ဖြစ်ရတာ ਨੇ သူပါတယ်မြမရဲ့အတော်ဖြင့်ဒီမိမ့်မလိုလဲ့လဆတွေကိုခင်မင်းစုံမှတ်တဲ့မိမ့်မတခါမှမြင်မှုပါပဲမြမရဲ့ပြီးတော့လဲအဆန်းပြကြက်လိုက်တာလဲပြောပါနဲ့တော့ ်အပြဝဲမှာစန့်တယ်ဆိုရင်သူဝဲပြီးသားပဲဘယ်မြို့မှာဘယ်ကြောက်ဟာအဖို့တန်ဆုံးစန်းဆုံးဆိုရင်ကြီးဝဲပြီးပြီးဒိန်ထိုင်ဆိုတဲ့ဗရန်ပြနဲ့ညာသိမ့်တန်ဆိုတဲ့အကျောက်တွေကိုရအောင်တော့သူလိုက်ပါသေးတယ်ခေါ်တိုက်ပေါ်မှာရှိတဲ့တရုတ်ပြည်ကလာတဲ့ပအိုးတွေလဲသူဝဲတာပဲညီမရဲ့မန္တလေးနဲ့ပခုတ်ကူကထုလုပ်တဲ့ပန်းစပွဲနဲ့ဘီယိုတွေလဲသူဝဲတာပဲပြီးတော့ မြမဖြုတ်ပြတဲ့ယုတ်ကားတွေလဲသူဝဲတာပဲ။အိုးဒီပြင်အများကြီးရှိပါသေးတယ်မြမရဲ့။ဩလူများလူများဒီလောက်ပဲပစ္စည်းရှိရှိဒီလောက်ပဲလို့လူစားတွေပေါ့ပေါ့။နောက်ဆုံးတနေ့ကျတော့စွန့်ပြေးပြီး ပွားကြရတာကလားမြမရဲ့။မစိန်တင်သည်ဂေါမိဓမ္မထက်ပါသူစံသောဖြစ်ပြများကိုကြားသိရပြီးနောက်တဝန်းခွဲဒေါ်ဆတ်သူအားခိုတိုင်ကြီးနှင့်တကွာ ခြားပစ္စည်းများကို ကြောင်းချထိုးပွက်ရန် မာသစဉ်ငံခဲ့ပြီလျင်ဒေါ်မိကိုလည်းလာခအပြင်အပေါ်ကုန်းတဲ့ရန်မွေတထောင်ပေးတဲ့ပြီးနောက်ဘိုးမင်းနဲ့မိန်ညွတ်နှစ်ယောက်တို့ကမင်းမင်းနဲ့တို့ရန်ကုန်တို့ပေါ်သွားလေကြီးနှစ်လတော်ကြာနေလက်ကောအောင်းမီတော့အရာများကြီးအဖြေဖြေပပြပြီလျင်စစ်တော့အရာများကြီးလူတို့ရဲ့စိတ်ကိုမှန်မှုအုပ်ဆို၍လာခြင်းဒီကား ဒုက္ခဤဓမ္မတာဖြစ်သည့်အတိုင်းမဆိုင်တင့်သည်ယခင်ကဆရာနောက်ပြများကိုတဖြည်းဖြည်းတည်းမေးလျော့ပြီးလျင်မိမိငယ်စစ်နှင့်နှက်သက်ကြီးစွာပေါင်းသင်းနေထိုင်လေသည်။ဒလန်းလေးကတော့ဤတွင်ပြီးဆုံးပါပြီ။အလုံးမဲ့ကျမ်းမှာချမ်းသာကြပါစေ။